ဒါလေးလောက်ကတော့ခွန့်လွတ်လွတ်ရတယ်ဟုတ်မဟုတ်တကယ်လို့ဦးစိုးထင်းတင်ခဲ့တာတွေကမှန်ခဲ့တော့ဒါအရေးယူမှာပါပဲတတရလုံးမှစော်ကားခိုင်းပြီးတော့လူတို့ကလည်းလုံးတင်လို့တဲ့ချာလုံးမှာပဲတို့တို့ကလည်းတောင်းမှန်တဲ့တော့တောင်းမှန်မယ်ကိုယ့်ဘက်ကမှားသွားရဲ့ဒါတော့ချင်းချင်းတကာကြီးဒါတော့ကြေးအေးပြပါဆိုဦးစင်းတို့တောင်းမှန်မှုထီတုပ်ပြီးသားအခုတော့တို့တို့လည်းမတတ်နိုင်ဘူးပေါ့ဗျာခင်ဗျားတို့တော့လောက်စွမ်းနေကိုယ့်အကကိုလောက်ကြလို့ပဲပေါ့ကိုတော့ပြောကျင်နေပြီဗျာနော် တော့ခင်ဗျားတို့မကြင်ရလဲဂယူးမဆိုင်ဘူးမလေးစားလဲပောက်ကိုတော့ဂယူးမဆိုင်ဘူးပောက်ကိုတော့လှုပ်ရှားရှိတာတော့ပောက်ကိုတော့အမှန်တရားတော့ပြောနေဦးမှာပြငါမှယာရူးရှိတယ်ဆိုပြီးလှုပ်ချင်တယ်မလှုပ်နဲ့မင်းတို့ဘုံမှုနဲ့ငါနဲ့တွေ့လို့ရှိရင်ကာလနာတိုက်မယ်ညငါလည်းစက်တကထွက်တာတက်ချက်ကြီးရှင်းလားပောက်လို့ဖာရမှာရှာရှိတယ်ဖဏတိချေးတွေရှော်ပြီးတော့ယာရရရူးမဟုတ်ဘူး ဆက်ထားလို့ရတာရလို့ယမေဒီပါဒုမာဒီပါဒုမာဘုဘုမူကြီးဘောင်မျိုးသူအားဘောင်မျိုးသူအားဒီယအောင်ဒီယဘုဆိုပြီးပါဆိုပြီးပါဒီယဒီယအားလျော်စွာယနေ့ယခုယနေ့ယခုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မိထီလာပြည်သူစစ်ကောင်းဆောင်ဖန်ခံရသည်မှာတက်မတော်ကိုထိပါသည့်အတွေ့ဖြစ်ပြီးပောက်ကိုယ်တော်ကို မကြည်ညိုသည့်အတွက်အမှုလိုက်မပေးတော့ဘူးလို့ပေါက်ကိုတော်ပြောလိုက်တဲ့ရုတ်တန့်နဲ့အတူစစ်ကောင်စီနဲ့အန်ယူဂျီတိုက်ရိုက်ဆွေးနွေးဖို့အချိန်အခါတင့်နေပြီလို့မလေးရှားဝန်ကြီးချုပ်ပြောလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးသွားခြင်းပါတယ်။မင်္ဂလာပါမျိုးရေအပြင်းမဖြစ်လို့ပြောအောင်။ဟိုကြံကဲရပိုင်းရဖြစ်သွားတဲ့ကိစ္စလေး။ဘမှုဝေဖြူနဲ့ဒီစိုးရီကောင်းဆောင်စောက်ယူထုံးလို့ရကိစ္စလေး။ဘသူမှလည်းဘသူမှလည်းဆိုရတာ။အကောင်လုံးသိမှာပါ။ ဒီယာရူးတွေကြောင်းမလို့လဲမောက်မာနေကြတယ်။တိတ်ပြီးတော့လည်းအများကြီးမပြောချင်ဘူးကျွန်တော်ရှင်းရှင်းပြောတယ်။ तू ကတူတောင်တူထမ်းဆောင်တာ။ကားမောင်းရင်မှတ်ချမောင်းရမယ်ဆိုပြီးတော့မှတ်ချမောင်း။ तू ကဘာကောင်းဖြစ်ဖြစ်။ तू ဘာကောင်းဖြစ်နေဖြစ်နေကျွန်တော်ကိူးမဆိုင်ဘူး။နော်။ကားမှန်ချမောင်းဆိုရင်မှတ်ချမောင်းပြီလေ။ तू ဝင်လာတဲ့ရုပ်ဝက်ကားမှထိုးလိုက်ပစ္စတိုပြစ်လို့မရဘူးလားစတက်ကမှမချောင်းမှမချပြစ်မှာပေါ့ ြစ်လို့မရဘူးလားဟုတ်လားတနားနဲ့ချိန်တယ်လက်ပြုံနဲ့ပေါက်ခွဲမယ်ဆိုရင်ပြောတယ်ကြားရတယ်ကြားရတဲ့စကားတွေကတိတ်နားထဲမှာအဆင်မပြေဘူးအဲ့အဲ့ဒီကိုလက်ခံတယ်လာရှုဘာလို့ကြားသွားလဲအဲ့လိုကောင်းနေကြောင်ကြားသွားတာလာရှုကကားလုံးရှင်းနော်လာရှုကြားသွားတယ်အောက်ချီကစစ်တီရဲ့အကြောင်းမဟုတ် အဲ့အရာရှိတွေအကြောင်းမလို့ကြာသွားတယ်နော်ဖယဲသေးတပြောင်းတစ်ခေါင်းကြီးမယ်မပြောချင်လို့ကြည့်ရင်ကျွန်တော်လည်းလာရှုမှနေလာခဲ့တာသတင်းပွေဘသူမှအလေးမထားဘူးထားလိုက်ပါအဲ့တော့ပြီးသွားပြီပဲဟိုလာရှုလည်းပြန်ရပြီဒါပေမဲ့အခုကိစ္စကြီးရတဖက်သက်ဆန်းတယ်အမှဂျာရူးရှိတယ်ဆိုပြီးလှုပ်ချင်တယ်မလှုပ်နဲ့ဘင်းတို့ဘုံမှုနဲ့ငါနဲ့တွေ့လို့ရှိရင်ကာလနာတိုက်မယ်။ဟိုငါလည်းစက်တက်ကထွက်တာတက်ချက်ကြည့် ရှင်းလားအောက်လို့ဖားရမှာမဟုတ်ဘူးရရှိတဲ့ဖက်နဲ့ခြေတွေရှောင်ပြီးတော့ရရရလို့မဟုတ်ဘူးစက်တက်လို့ရတာရလို့ဒူပါတော့မွှားနေအလို့ရရှိတဲ့ရိထားတော့နော်မင်းတို့ချောင်းမလို့အရှာရမှာပြဿနာတက်နေတာလက်နှခင်ရနေရရောက်နေဟုတ်ကဲ့နော်အချိန်နဲ့ငါကောင်လာပြီးကြိုက်တဲ့အချိန်ဒါကြီးပြောလို့ရတယ် ယမေဒီပါဒုမာဒီပါဒုမာဥပုမူကြီးဥပုမူကြီးအောင်မျိုးသူအားအောင်မျိုးသူအားဒီယအောင်ဒီယဘုဆိုပြီးပါဘုဆိုပြီးပါဒီယကြီးဒီယကြီးအာလီယောစွာအာလီယောစွာယနေ့ယခုယနေ့ယခုမြင့်ချံရေတော်မြင့်ချံရေတော် ဝမ်းမြောက်ဝမ်း

ိတ်တည်ရအောင်ဘိညာသာသူဘိညာသုလုပ်ပညာသူဟိသူဘာကကိုဘာကတောသူဘုံမူသူဘုံမူသူဘုံမူကြီးပေါင်းရုပ်သူနေအတူတကွာဆရာကြတဲ့မြတ်သာသာတဲ့မြတ်ဘုရော အမျိုးလေးမင်္ဂလာပါဗျဒီနေ့က23ရက်9လပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျာနေကင်းကတုံးတက်သွားတာလေးပေါ့နော်ဦးစင်းတို့ဒါမလိုင်ကဘုံမှုတယောက်နဲ့မဆာဘအဖွဲ့ဝင်ဘုံမှုတယောက်နဲ့ကိုစောယူထွန်းတို့29ရက်3လပိုင်း2025မှာဖြစ်တဲ့အရာလေးကိုဦးစင်းတုံးတက်သွားတာနဲ့ကိုစောထွန်းကိုစောယူထွန်းဒီတရားဆွဲခံရဒီမိထီလာတက်တက်မှ103ကဆွဲခံရပုံကြတယ်ဗျတမတရားတုံးကစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးသူလည်းတေချာလို့ပြောတာနေမှာပေါ့နော် ါနဲ့တေချာလို့ပြောတာနေမှာပေါ့ရွာတွေကြီးမိထီလာကြီးရွာတွေမှာလည်းဒီလိုကောက်ထားကြအများကြီးကြားရတယ်ဥစ္စလူလက်တိုင်နိုင်အများကြီးကြားရတယ်ဒါပေမဲ့အဲ့ဒီမှာတမတရားတုံးကဘူမူဘဒူဘူကြီးဘဒူဘဒူကဘလို့ဘလို့ပတ်စံဘလို့ကဘိတ်ကနေဘလို့ခေါ်ရတယ်ခေါ်သွားပြီးမှပတ်စံဘလောက်ဘလောက်စားတယ်ဒီလိုတင်ရမှာတမတရားတုံးကလူကြီးတွေဘာညာပေါ့တင်လိုက်တယ်ပေါ့နာမည်မပါပဲနဲ့အဲ့ဒါကြောင့်ဆွဲခံရတဲ့ဥစဉ်ကတော့ထင်တာပဲဗျ။နော်ဥစဉ်ကတော့အဲ့လိုဆွဲခံရတဲ့ထင်တာပဲ။အဲ့ဒါကိုဒီချိန်မှာအချိန်ကြိုက်ပေါ့နော်။အချိန်ကြိုက်မလိုင်ကဖြစ်တာက29ရက်တုံးလာပါ 2000ထဲမှာ25မှာဖြစ်တဲ့အရာဥစဉ်ကနေကင်းကတုံးတက်သွားတယ်အဲ့မှာပြောရလဲဆိုတော့ပောက်ကိုတော့တာတဲ့ဘက်ကိုပါတယ်ငကောကကြီးညိုတယ်အခုမကြီးညိုနိုင်တော့ဘူးလေငကောကလေးစားတယ်အခုမလေးစားနိုင်တော့ဘူးအကျုပ်ကအမှန်တရားပြောလို့မရတော့ဘူးလားသူကလည်းကျုပ်ကပြည်သူစစ်တွေဘက်ကအများအားရက်တီပေးခဲ့တယ်အများအားလည်းဆောင်ရွက်ပေးခဲ့တယ်ဒီအချိန်မှာဒါဥစဉ်ကနိုင်ငံရေးထိုးနှက်ချက်လို့ပဲဥစဉ်ကမြင်တာလေတစ်ဖက်ဝန်တာအားရအောင်လှုပ်လိုက်တယ်လို့မြင်တာလေဥစဉ်ရဲ့အမြင်တုံးတက်ချက်ကဘာဖြစ်လို့ဒီချိန်ကျမှဒါကြီးနဲ့ဒါကြီးနဲ့တင်းနေငကောကလေးကတင်လိုက်ပါလား အဲ့ဒီဟာနဲ့ပတ်သက်ပြီးလဲကိုစောယူထွန်းကိုယ်တိုင်တိုင်ထားတာရှိရလေတိုင်ရုံမှာစာစာတွေအားလုံးလည်းဥစဉ်စီမှာရှိတယ်လေဒါကိုဥစဉ်ကပြောပြတာလေဒီချိန်ကြီးမှာဟာဒါကြီးကောက်တင်နေတာမလိုင်ကလှုပ်လိုက်တာဗလဲပုံမှန်မလိုင်ရပုံမှုရဲ့လုတ်ချက်သူတောင်းမှန်တယ်တောင်းမှန်လဲဒါတမ်းမတော်ရဲ့ဒီစီကံဥပဒေရသူ့ကိုတရားစွဲရမှာသူ့အရေးယူရမှာအတမ်းမတော်ရဲ့အလုပ်တိုင်မင်းတမ်းမတော်ရဲ့အရေးယူရမှာတမ်းမတော်ရဲ့အလုပ် အဲ့မှာခင်ဗျားတို့ထင်တာဟာဒါကြောင့်ဖန်ခံရဲအတချို့တည်င်းဌာနဆို24နှစ်အတွင်းဖန်သွားတယ်ဟာအခုပဲဒါလည်းဒါနဲ့ဖြစ်လို့ဖန်သွားတယ်ဆိုတော့တုံးတက်တာဥစဉ်ကအမှန်တရားကိုတုံးတက်ကြတာအဲ့ဒီဘုံမှုကိုမြင်လည်းမမြင်ဘူးတွေ့လည်းမတွေ့ဘူးအဲ့ဒီနေရာကိုစောဦးထွန်းရဲ့အဲ့ဒီဘုံမှုရဲ့ဖုန်းနံပါတ်ကိုဥစဉ်ကိုပေးရတဲ့အတွက်ကြောင့်ခင်ဗျားဒီလိုရက်ကလုံးလုံးမားတယ်တက်မတော်ဘုံရဲ့ကြောင့်ခင်ဗျားလုံးလိုက်တာတက်မတော်ဂုံနစ်ခါကြောင့်လုံးလိုက်တာပဲအဲ့တော့ခင်ဗျားတောင်းပန်မလားလမ်းလမ်းကြောင်းနိုင်သွားမလားဥစဉ်မေးလိုက်တယ်ဘယ်ငါရှင်ကျင်းတော့ခင်ဗျားတောင်းပန်သူတောင်းပန်ပေးတယ်တောင်းပန်တယ်နောက်ဆုံးတက်နဲ့ယုံထီလိုက်ပြီးမှတောင်းပန်တယ် ွင့်မလွတ်တာခွင့်လွတ်တာတော့ကိုယ်စောအထွန်းရဲ့အပိုင်းပေါ့ဗျာဦးစင်းတို့ကတော့ပြိုက်ကြတဲ့ရရေးစေခြင်းနဲ့ခွင့်လွတ်စေခြင်းနဲ့အချင်းချင်းဖြစ်တဲ့အတွက်ကြောင့်တယောက်တည်းတည်းရရှိကြည့်ရန်သူတောင်းမှတယောက်နဲ့တည်းရရှိရင်လက်နဲ့ချကြရသေးတာပဲဗျာအဲ့တော့ तू က तू အမတီလို့ तू တောင်းမှန်တယ်ဗျာမတန်းဒလို့ဒလို့တောင်းမှန်တယ်ဒလို့ तू မအတော့ကြောင့်ဦးစင်းကိုယ်တိုင်တော့ live မတင်ပေးလိုက်မလို့မကျေနပ်တဲ့အတွက်ကြောင့်ဦးစင်း live မတင်မပေးလိုက်ဘူးအဲ့ဒါဆိုခင်ဗျားတခါကြီးကိုယ့်ဟာကိုယ်တိုင်လုပ်ပေါ့ဗျာလို့လုပ်ငန်းစဉ်တိုင်းလို့ပြုတ်ဆွမ်းနိုင်တာလေအဲ့လောက်ပဲဆွမ်းနိုင်တယ်လို့ဒါကြီးကိုကျုပ်ကခင်ဗျားတို့ပို့လိုက်တာဟာကြီး live မတင်လိုက်လို့ရှင်တက်မလို့အနေနဲ့ပုံရိပ်လိုက်ကြတယ်လို့အခုမှတကောင်ပုတ်ထားနေအကုန်လုံးပုတ်တဲ့ဆိုတဲ့ပုံစံမျိုးဖြစ်တဲ့ကြောင့်ဦးစင်းကတော့မတင်နိုင်ဘူးလို့ဒါလည်းဦးစင်းပြောတာဆောက်ရှင်းရှင်းလေး နော်အဲ့တော့ဟိုဘက်ကျောက်ကဟိုဘက်ကလိုက်တယ်လို့လို့ဒီဘက်ကလည်းပောက်ကူတော့ဒီပောက်ကူတော့ရှောက်ခဲ့တဲ့လမ်းမှာအမှန်တရားအတွက်ပဲအမှန်တရားဘယ်ဘုံမှုဘယ်ဘုံမှုမကောင်းရင်ဘုံမှုကိုနာမည်တက်ပြီးပြောတယ်ဘာလို့ဘာလို့မကောင်းရင်လဲနာမည်တက်ပြီးပြောတယ်ဗျာနောက်ဆုံးကျုပ်တို့ကကျောက်ထီဝေဖန်ခဲ့တုတ်တိုက်ဝေဖန်ခဲ့တယ်ဗျာအဲ့တော့ခမည်းမကြည်ညိုလဲအကြောင်းမရှိဘူးခမည်းမလေးစားလဲအကြောင်းမရှိဘူးကျုပ်ကတော့အမှန်တရားကိုတော့ဆက်ပြီးတော့ပြောသွားရအောင်ပါဗျာနော်ခမည်းတို့ကဒီချိန်ကျမှဒလိုကြီးပြောတယ်ဆိုတော့ဗျာတစ်ဖက်တရားလဲဟုတ်လားခမည်းတို့ကအဲ့တော့အမှန်တိုင်းပြောကြ 29ရက်3လပိုင်း2025ဖြစ်တယ်73ရက်5လပိုင်း2025ဖြစ်တယ်ဘုဇောအဲ့မှာတတ်မတရသုံးကပူကြီးကဘဒူဘဒူဆိုတော့တင်ရမှာကိုတတ်မတရသုံးကအရာရှိတွေဆိုရစာလုံးကိုဘုဇောသူတင်တဲ့စာလေးမှာဖတ်ကြည့်လိုက်ဦးစင်းတို့ကိုယ်တိုင်လည်းဒါလေးလောက်ကတော့ခွလွတ်လွတ်ရတယ်ဟုတ်မဟုတ်တကယ်လို့ဦးစောသူတင်ခဲ့တာတွေကမှန်ခဲ့တော့ဒါရေးယူမှာပါပဲတတ်ကလည်းနော် တင်ရမှာဦးဇင်းတို့လည်းဒီလိုပြည်သူစစ်ဥပဒေနဲ့ပတ်သက်ပြီးတိုင်နေလာရရည်ယူလာရအများကြီးပဲလေဒါပေမဲ့ဦးဇင်းတို့ကနံပါတ်ထုတ်ပြီးမှတိုင်တာဘယ်တက်ကူမှဘယ်တက်ကဘလို့ဘလို့ဟာမှတမ်းမတရားတုံးဟာဆိုလို့ချင်းတမ်းမတရားတုံးဟာဘုံမှုဘလူဟာဘိုးကြီးဘလူဟာဘလူကဘလူဟာဒရက်လုံးကတော့ခင်ဗျမစားနိုင်ဘူးလေဗျာဒရက်လုံးကတော့မတိနိုင်ဘူးလေဗျာအဲ့တော့တက်တက်လုံးမှဆော်ကားခိုင်းပြီးဆိုတော့တို့ကလည်းလုံတင်လို့တဲ့ချာလုံးမှာပဲတို့တို့ကလည်းတောင်းမှန်တဲ့တော့တောင်းမှန်မယ်ကိုယ့်ဘက်ကမှားသွားရဲ့ဒါတော့ချင်းချင်းတကာကြီးဒါတော့ကြေးပြပါဆိုဦးဇင်းတို့တောင်းမှန်မှုထီတုပ်ပြီးတာ အခုတော့ကျွတ်တော့လည်းမတနိုင်ဘူးပေါ့ဗျာခင်ဗျားတို့လည်းတော့ဆိုင်းနေကိုယ့်အကကိုလောက်ကြလို့ပဲပောက်ကိုတော့ပြောချင်နေပြန်နော်အဲ့တော့ခင်ဗျားတို့မကြည်ရောလဲဂယူးမဆိုင်ဘူးမလေးစားလဲပောက်ကိုတော့ဂယူးမဆိုင်ဘူးပောက်ကိုတော့လောက်ဆရာရှိတာတော့ပောက်ကိုတော့အမှန်တရားတော့ပြောနေအောင်ပါဗျာအားလုံးသာပါပဲဗျာ အာနာတိန်စစ်ကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကြားတိုက်ရိုက်ဆွေးနွေးမှုတွေစတင်မှုတင်းတော်တဲ့အခြေအနေဖြစ်လာပြီလို့ယုံကြည်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံရဲ့အကျက်တဲကိုဖြည့်ရှင်းမှုအတွက်အကြီးကပြိုင်ဘက်အင်အားစုနှစ်ခုနဲ့တီးခြားစီတွေ့ဆုံဆွေးနွေးမှုတွေလှုပ်ဆောင်နေကြတာဟာအခုဆိုရင်အတီးပွင့်တွေစတင်ရရှိလာနေပြီလို့ယုံကြည်ကြောင်းအန်ဝါကဆိုပါတယ်အဲ့ဒီအတွက်လဲနောက်တစ်ဆင့်အဖြစ်စစ်ကောင်စီနဲ့ အန်ယူဂျီကြားပထမဆုံးအကြိမ်တိုက်ရိုက်ဆွေးနွေးမဲ့အဆင့်မျိုးပြင်ဆင်ပေးနိုင်မှုမျှော်လင့်နေတယ်လို့အန်ဝါကဆိုပါတယ်။မလေးရှားဟာအရှိတောင်အာရှနိုင်ငံများစီးယုံအာဆီယံရဲ့လက်ရှိအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့လကထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာအန်ဝါနဲ့တကားပိတ်ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးအဲ့ဒီနောက်မှာတော့အန်ယူဂျီအဖွဲ့ဝင်တွေနဲ့လည်းအွန်လိုင်းကနေချိတ်ဆက်ဆွေးနွေးခဲ့ပါတယ်။မင်းအောင်လှိုင်ဟာ NUG ကိုအကြမ်းဖက်အဖွဲ့စည်းလို့တစိုက်ကတ်ထားပေးမယ်လေ ျက်နှချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုတွေအထမြောက်ဖို့လိုလားတဲ့သဘောထားမျိုးရှိနေတယ်လို့လူမြင်ကွင်းနောက်ွယ်ကဆွေးနွေးမှုတွေနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်နှစ်ဦးကပြောပါတယ်စစ်ကောင်စီ NUG တို့ကိုမလေးရှားကတရားစီတွေ့ဆုံခဲ့ပြီးဖြစ်ကြောင်းဒါပေမဲ့အခုတော့သူတို့အချင်းချင်းစကားပြောရမယ့်အချိန်ရောက်လာပြီလို့ထင်ကြောင်းအန်ဝါကမလေးရှားရဲ့အုပ်ချုပ်ရေးမျိုးတော်ဖြစ်တဲ့ပူထရာဂျာယာမှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်ဒါပေမဲ့မြန်မာပြည်သူတွေဟာသူတို့အတွက်သူတို့ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်တယ်လို့ စစ်ကောင်စီကတော့ဒီကိစ္စအပေါ်ဘာမှချက်မှမပေးသေးပါဘူး။ NUG ပြောရေးဆိုခွင့်ရအရာရှိဦးနေဖုံးလက်က တောင်းဆိုထားတဲ့အခြေအနေ6ခုကိုလိုက်ရောရင် NUG ဟာစစ်ကောင်စီနဲ့တွဲဆုံမယ်လို့တုံ့ပြန်ထားပါတယ်။အဲ့ဒီအချက်တွေထဲမှာစစ်တပ်ကနိုင်ငံရေးထဲဝင်မပါတော့ကြောင်းအာမခံပြီး Federal Democracy ပြည်အောင်စုတစ်တစ်ခုကိုတီထောင်နိုင်မဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်တစ်ခုရေးဆွဲဖို့ ကြားကာလတရားစီရင်ရေးဆိုင်ရာမူပေါင်းတစ်ခုတက်မှတ်ဖို့ဆိုတာတွေပါဝင်ပါတယ်။ဒါပေမဲ့စစ်ကောင်စီကတော့အဲ့ဒီတောင်းဆိုမှုတွေကိုအလျှော့ပေးလက်ခံမဲ့အလားအလာမရှိပါဘူး။တစ်ဖက်မှာလည်း2020ခုနှစ်မှာအာဏာသိမ်းပြီးတတိုင်းပြည်လုံးစောက်ထိုးမှုမျိုးတွေဖြစ်ကုန်အောင်ဒုက္ခပေးပြီးနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်စစ်ကောင်စီဟာလက်တွေ့ကျတဲ့ဆေးဆက်ညှိနှိုင်းမှုလမ်းကြောင်းကိုစိတ်ဝင်စားဟန်ပြတ်တက်လာတယ်လို့အန်ဝါကယုံကြည်နေပါတယ်။ မလေးရှားအစိုးရဟာစစ်ကောင်စီ NUG တို့အပြင်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတချို့ကိုလည်းစတင်ချိတ်ဆက်ဆွေးနွေးနေကြောင်းမလေးရှားတပ်မတော်ရေးအရှိတအူးကဆိုပါတယ်။ဒါပေမဲ့အသေးစိတ်အချက်တွေကိုတော့ပြောကြားမသွားခဲ့ဘူးလို့သိရပါတယ်။